မင်္ဂလာပါပရိသတ်ကြီးမြောက်ကိုရီးယားနိုင်ငံဟာကမ္ဘာကြီးနဲ့အလုံးအင်မတန်မှဆက်သွယ်ပြတ်တောက်တဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်မေနိုင်ငံတည်းမှာဘာတွေဖြစ်နေသလဲပြည်သူပြည်သားတွေကရောဘယ်လိုနေထိုင်ကြသလဲဆိုတာအသေးစားမသိရပါဘူး။နိုင်ငံကထွက်ပြေးလွတ်မြောက်လာတဲ့ပြည်ပြည်တွေစီကပဲနိုင်ငံတည်းမှာဘာတွေဘယ်လိုဖြစ်ပျက်နေသလဲဆိုတာကိုသိကွင်းရှာတာပါ။ဒီဒီကမှာတော့ပရိသတ်ကြီးတွေမြောက်ကိုရီးယားနိုင်ငံမှာတွေ့ရှိနိုင်တဲ့ထူးဆန်းတဲ့အရာတွေအကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။နံပါတ်၁ အပြာရောင်ချင်းမောင်မီနဲ့အနောက်တိုင်းရင်ကျေးမှုအဝတ်စားတွေကိုတားမြစ်ထားခြင်းမြောက်ကိုရီးယားဆိုရဟာနိုင်ငံရဲ့စီးပွားရေးကိုထိချုပ်ထားရုံသာမကပဲပြည်သူတွေရရှိမဲ့ခွင့်ရေးကိုအကုန်လုံးကိုပါပိတ်ပင်ထိချုပ်ထားရပါသူတို့အလိုထိချုပ်တဲ့အထက်မှာအဝတ်စားစီရင်မှုလည်းပါဝင်ပါတယ်နိုင်ငံအတွင်းမှာသူတို့ရဲ့ထုံးစင်ဆန္ဒနဲ့ညီညွတ်ပြီးဝစ်စင်မှုတင်တော်ရလို့ယူဆကြတဲ့အဝတ်စားတက်မဲ့ချက်တွေရှိပြီးအထက်ရတခုကတော့နိုင်ငံရေး social media ဝါဒနဲ့ကိုက်ညီတယ်လို့သတ်မှတ်ထားတဲ့ရှင်းယွရကိုရီးယားဝစ်စုံမေးဖြစ်ပါတယ် အပြရန်ကျမမွေနီအနောက်တိုင်းရင်ကျေးမှုပါဝင်နေဝိစုံတွေဟာအရင်ရှင်းဝါရကိုကိုစားပြုရလို့ရှုမြင်ကြပါရီနမနီနိုင်ငံမှာတမတ်ထားသောသပင်ပုံစံများပြည်သူတွေပေါ်ကိုလွန်မှုနိုင်မှုတွေမြောက်ကိုရီးယားဆိုရဟာပြည်သူတွေရဲ့ပြင်ဆင်ခြေသားပုံကို တင်းကျပ်စွာထိချုပ်ကြပါရီပြည်သူပြည်သားတွေဟာအစိုးရပြတင်းထားတဲ့သပင်ပုံစံတွေကိုပဲညှက်ခွင့်ရှိပါရီ အစိုးရကသတ်မှတ်ပေးထားတဲ့သပင်းပုံစံတွေဟာတိုးပြီးတော့ရိုးရှင်းကရှင်းလျားတဲ့သပင်းပုံစံတွေကိုတော့အရင်ရှင်းဝါရရဲ့သင်္ကေတဖြစ်တယ်လို့ရှုံချခဲ့ရပါတယ်။အမျိုးသားတွေကတော့သပင်းကိုနှလမထက်ပိုမရှိအောင်ညှက်ကြရပြီးတော့အမျိုးသမီးတွေကတော့အသက်ရွယ်နဲ့အိမ်အောင်ရှိမရှိပေါ်မူတည်ပြီးသတ်မှတ်ထားတဲ့သပင်းပုံစံကွဲပြားပါတယ်။ဒါပေမဲ့အမျိုးသမီးတွေရောအမျိုးသားတွေပါသပင်းကိုစီးဆူတာနဲ့ကောက်တာဖြောင်းတာလောက်ခွင့်ရှိပါဘူး။နံပါတ်၃ကန့်သက်ထားတဲ့ရုပ်တံထွက်လင်းမှုများ မြောက်ကိုရီးယားဆိုရာရေဒီယိုနဲ့ TV စီစဉ်တွေအပါအဝင်မီဒီယာပုံစံတွေအကုန်လုံးကိုတင်းကျပ်စွာကန့်သက်ထိန်းချုပ်ထားပါရီနိုင်ငံအတွင်းမှာကန့်သက်ထိန်းချုပ်တဲ့ရုပ်သံစနစ်တခုရှိပြီးရုပ်သံလွှင့်ဌာနတွေနဲ့သတင်းဌာနတွေအကုန်လုံးကိုအစိုးရကပိုင်ဆိုင်ပါရီမြောက်ကိုရီးယားနိုင်ငံသားတွေဟာအစိုးရပိုင်ရုပ်သံလွှင့်ဌာနကပြသတဲ့ TV channel တွေနဲ့ရေဒီယိုလိုင်းတွေကိုသာကြည့်ရှုနားထောင်ခွင့်ရှိပြီး နိုင်ငံရဲ့ဆိုရှယ်လေဝါဒနဲ့မကိုက်ညီတဲ့ရုပ်သံမှန်သမျှကိုစင်စစ်ဖျက်ပြစ်ပါရီပြည်သူတွေချစ်ရှုဖို့ခွင့်ပြုထားတဲ့ channel တွေနဲ့ရေဒီယိုလိုင်းတွေမှာလေဝါဒမိုင်းတိုက်မှုတွေနဲ့အစိုးရကခွင့်ပြုတဲ့အစီအစဉ်ချို့သာပါဝင်ပါရီနောက်ပြီးပြည်သူပြည်သားတွေဟာနိုင်ငံသားရုပ်သံမီဒီယာတွေချစ်ရှုခွင့်မရှိပါဘူးနံပါတ်လေးမျိုးဆက်30တိုင်အောင်အပြစ်ပေးတဲ့စီမီမြောက်ကိုရီးယားနိုင်ငံရဲ့မျိုးဆက်30တိုင်အောင်အပြစ်ပေးတဲ့စီမီဆိုတာဟာအပြစ်ကျူးလွန်သူကိုဒါမှမကဘဲ ကျူးလွန်သူရဲ့မိသားစုကပါမျိုးဆက်30တိုင်အောင်အပြစ်ပေးတာပဲဖြစ်ပါရည်။ဒါမြောက်ကိုရီးယားလူမှုဖွဲ့စည်းရဲ့ကြောက်စရာကောင်းပြီးဆက်ဆုပ်ရုံရှာဖွေကောင်းတဲ့စနစ်တစ်ခုပါ။ဒီလိုအပြစ်ပေးခြင်းကိုနိုင်ငံတွင်းမှာပြစ်မှုတွေကိုရောကြစေပြီးအစိုးရကချုပ်ချာအာဏာပိုပြီးတော့တည်တဲ့စီမေဆိုတဲ့ရည်ရွယ်ချက်နဲ့နိုင်ငံတည်ထောင်သူဂင်အင်ဆန်ကသတ်မှတ်ခဲ့တာပါ။နိုင်ငံသားတယောက်ကပြစ်ကျူးလို့မယ်ဆိုရင်ကျူးလို့သူရဲ့မိဘရိသားသမီးတွေနဲ့မိမိတွေတိပါပြစ်ခင်ရမှာဖြစ်ပါရည်။ အပြစ်မေးမှုတွေကလည်းလူမြင်ကွင်းထုတ်ပြီးတော့ကျုံးမိတ်ပေးရနဲ့အကျဉ်းသားတွေကအတင်းခိုင်းစီတာနှိမ့်ဆက်ခံရတာအစာငတ်ထန်ရတာနဲ့ယောဂါထူပြောတဲ့အကျဉ်းထောင်နေတဲ့ကိုထောင်ချခံရတာဖြစ်ပါရည်။နံပါတ်5မြို့တူမြောင် DM ဆက်လို့တည်ကြတဲ့ကိုရီးယားစစ်မေဆုံဟာတကယ်တော့ခင်ကြုံတုံလို့ခေါ်တဲ့မြို့လေးတစ်မြို့ပါပဲ။အဲ့မြို့ကိုကဘာကနေဝါရာဖြန့်မြို့လို့လည်းတည်ကြပါရည်။အဲ့မြို့မှာလူလုံးဝမရှိပေမယ့်မြောက်ကိုရီးယားရဲ့တူးတက်မှုပြရုပ်ဆိုပြီးတော့သတ်မှတ်ထားကြပါရည်။ ဒီလူသူမရှိတဲ့မျိုးတွေကိုတိဆောက်ရခြင်းဟာတောင်ပိုင်းလူတွေမြောက်ပိုင်းကအဆင်ပြေပြီးတော့တိုးတက်နေတဲ့ဆိုတဲ့ပုံရိပ်ကိုပြသတဲ့နေနေအမျိုးတွေဟာတကယ့်လူနေတဲ့မျိုးတွေလို့ကျောင်းတွေစေယုံတွေအစိုးရဌာနတွေရှိပါရည်အပြင်ကန်းကကြည့်မယ်ဆိုရင်တော့လူတွေရှိတဲ့အောင်နဲ့အဆင်ပြေနေတဲ့အောင်ဖန်တီးကြတာပဲဖြစ်ပါရည်ကဲပရိသတ်တို့အခုကတော့မြောက်ကိုရီးယားနိုင်ငံမှာပဲတွေ့ရှိရနိုင်တဲ့ထူးဆန်းတဲ့ရှားတွေအကြောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရည်ပရိသတ်တို့ရောဗီဒီယိုကိုကြည့်ပြီးတော့မြောက်ကိုရီးယားကိုသွားကြင်ကြပါလား အခုလောဆုံးဒီကြည့်ရှုပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။